ဒိုဟာရမန္တာနီယာအင်္ဂါနေ့မှာပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲမှာနယူးယောက်မြို့တော်ဝင်အဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရပြီးနယူးယောက်ရဲ့ပထမဆုံးမွတ်စလင်နဲ့ပထမဆုံးတောင်အာရှသားမြို့တော်ဝင်ဖြစ်လာခဲ့ကြောင်းသိရပါတယ်။ဒီမိုကရက်တစ်ပါတီမှအသက်34နှစ်အရွယ်ရှိမန္တာနီဟာပြိုင်ပတ်များဖြစ်ကြတဲ့ဤနယ်အုပ်ချုပ်ရေးမှူးဟောင်းအင်ဒရူးကူမိုနဲ့ရီပက်ဘလီကန်ပါတီမှကာတစ်စလီဝါတို့ကိုနိုင်ယူပြီးအမိုင်းဝင်အောင်ဝေခံခဲ့ပါတယ်။ဆိုရှယ်လစ်ဒီမိုကရက်တစ်တူဦးဖြစ်ခံယူထားသောမန္တာနီဟာ တက်နိုင်တဲ့စီးရေးစကားနဲ့လူမှုရေးဝန်ဆောင်မှုများကိုအပြစ်ကထား၍မဲဆွယ်စီယုံခဲ့ပါတယ်။၎င်းရဲ့မဲဆွယ်မှုဂတိကဝတ်များမှာအခမဲ့ဘတ်ကားများစီစဉ်ပေးခြင်းလူတိုင်းအတွက်ကလေးထိန်ဝန်ဆောင်မှုပေးခြင်းမြို့တော်မှာစီမံခန့်ခွဲတဲ့ကုန်စုံစံများဖွင့်လှစ်ပေးခြင်း၊ကားရန်ကတည်ငြိမ်သောအိမ်ရန်များဖန်တီးပေးခြင်းနဲ့နိုင်ငံလောက်ကကိုလက်ရှိတနာယီလင်းဒေါ်လာ16.5ဒေါ်လာမှ2030ပြည့်နှစ်တွင်ဒေါ်လာ30အထိတိုးမြှင့်ရန်စီစဉ်မည်ဟုသိရပါသည်။ ဗန်ဒါနီယာ၎င်းရဲ့မူဝါဒများအတွက်လိုအပ်သောရန်ပုံငွေများကိုအိန်ဒီဂျင်ယူချာစီပြည်နယ်နှင့်ဒူနီစီယန်ကော်ပိုရိတ်အခွန်နှုန်းကို17.5ခိုင်နှုန်းအထိမြင့်တင်ကြေးဖြင့်ရရှိမည်ဖြစ်ပြီးတစ်နှစ်လျှင်ဒေါ်လာတသန်းကျော်ဝင်ငွေရှိသူများအပေါ်နှစ်ရာခိုင်နှုန်းဝင်ငွေကုန်ကောက်ခံခြင်းဖြင့်ရရှိမည်ဟုဆိုပါသည်။ထို့ပြင်ဗန်ဒါနီဟာအစ္စရေးဝန်ကြီးချုပ်ဘင်ဂျာမင်နေတန်ယာဟုအပေါ်ဂါဇာစစ်ပွဲနှင့်ပတ်သက်၍အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး ICC ကဖမ်းဝရမ်းထုတ်ထားသူကိုကိုကကနယူးယောက်မြို့သို့ဝင်ရောက်လာပါကနယူးယောက်ရဲဌာန NYPD ဖမ်းဆီးရန်အမိန့်ပေးမည်ဟုလည်းကတိပြုထားပါဗျ။